မင်္ဂလာပါရှင်ယနေ့ကြရောက်တဲ့အာဟာရဒါနအလူကတော့ဥကြော်တင်စတီးနဲ့ဒံပစ္စည်းရောင်းဝယ်ရေးလမ်းမတော်မိသားစုမှာလာစဉ်အလူဖြစ်လူရန်ပေးသွားတာဖြစ်ပါတယ်ရှင်ကြက်လေပင်ယုံဟင်းဖြစ်ထမင်းတနတ်စာပါကုံကြငွေတသိန်း9000ကျပ်ဖြစ်ပါတယ်ရှင်တာရုတာရုတာရုပါရှင်ယခုလိုမျိုးအပေခံဒုက္ခိတတရိစံလေးများအပေါ်မှာ ကြီးစွာသောစေတနာထားပြီးလူရန်ပေးတဲ့အတွက်စေတနာရှင်ဦးကျော်တင်စတီးနဲ့ဒန်ပစ္စည်းရောင်းဝယ်ရင်းမိသားစုသည်လည်းကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေ။လောကီလောကုတ်တရားကောင်းကျိုးများကိုလည်းပုံမထမ်းရွက်နိုင်ကြပါစေ။အလူရှင်များလည်းဘဝတိုင်းဉာဏ်ပညာကြီးမားပါစေ တင်စရာမြင်စရာကြားစရာတို့မှာအရင်အမွေပြယုံများဖြင့်ခနာတွင်ချင်းတိလွယ်တက်လွယ်သူဖြစ်ပါစေရှင်ဘဝရည်မှန်းချက်များလည်းအခက်အခဲအတားအဆီးမရှိအောင်မြင်ပြည့်စုံကြပါစေထူးချွန်သောဉာဏ်အလင်းကိုရည်ကိုယ်သွေးအရေးချင်းကောင်းများနှင့်ပြည့်စုံထွန်းတောက်ပါစေ ကောင်းချင်းမင်္ဂလာအဖျားဖျားနှင့်ပြည့်စုံကြပါစေရှင် စကံမလတ်မမေ့မလျော့သောတတိယအဖြစ်ကောင်းမှု ကုသိုလ်တရားနှင့်ဒါနကုသိုလ်များကိုလည်းစင်စမ်းမပြတ်ပြုလုပ်နိုင်သောပုဂ္ဂိုလ်ထူးများလည်းဖြစ်ကြပါစေ။ယရနာရွှေငွေဥစ္စာပစ္စည်းများလည်းဝင်လာမဆဲတဲတဲဖြစ်ကြ၍အိမ်ရပြည့်ငွေရှံပါစေလို့ကျမတို့ရွှေရောင်နှလုံးသားမိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါရရှင်။